နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမေလ18ရက်စနေနေ့ တုတ်တန်ကြံခန်းကြီးသုံးအငဲတက်မှရှင်။ငါသာမပြီးသောတရားကို မမေ့နှင့်။မပညာတို့ကိုတင်းဤနှလုံးစောင့်ရှောက်ပါစေ။အကြောင်းမူကားပညာတရားသည်အသက်တာရှိသော ကာလနှစ်ပေါင်းများကို၎င်းဉာဏ်ဝတ်ခြင်းကို၎င်းတိုးပွားစေလိမ့်မည်။ကိဉ္နာတရားနှင့် သစ္စာတရားကိုသင်နှင့်မကွာစေနှင့်။ထိုတရားတို့ကိုတင်းဤလယ်ပင်၌ဆွဲထားလော။နှလုံးအင်းစင်း၌ရေသွင်းလော။ ထို့သို့ပြုရင်ဘုရားသခင်ရှိလူတို့ရှိမှမျက်နှာရ၍ဂျေဇုကိုခံရလိမ့်မည်။သာရဘုရားကိုစိတ်နှလုံးအရွှင်းမဲ့ကိုးစားလော။ကိုညံကိုအမြင်မပြုနှင့်။တွာလီရာရာ၌သာရဘုရားကို မျက်မှောက်ပြုလော။ထို့ပြုရင်သင်ဤလန်ခီတို့ကိုပဲ့ပြင်တော်မူမည်။ငါသည်ပညာရှိ၏ဟု ကိုကိုမထင်နှင့်။သရဖျားကိုကြောက်ရွံ့၍ဒုစရိုက်ကိုရှောင်လောဒုတိယလင်းသင်အကျော်တို့သည် အာတန်၍ အယိုးတို့သည်ခြင်စီနှင့်ပြည့်စုံကြလိမ့်မည်။တွားလေရန်ရာ၌ထာရဗျာကိုမျက်မှောက်ပြုလော။တို့ပြုလင်တင်ဤလန်ခီတို့ကိုပြေပင်တော်မူမည်။တုတ်တန်ချက်ခန်းကြီးသုံးခန်းငယ်6ဖျားသခင်နောက်လိုက်လျှောက်ခြင်းလုံးခဲ့သောနှစ်အနည်းငယ်ကပါရီမြို့သို့အလဲပတ်သွားရင်အားလည်းရက်တွင် တငယ်ချင်းတဦးနှင့်အီဖာမျောစဉ်အနီးဝန်းကျင်၌ညစာစားရင်ထိန်းထားပြီးထိုအချိန်မတိုင်မီတွင်ကြော်ကြားသောမြို့တော်ဝိုက်တွင်တဦးရဲလေပတ်ရင်ကျမအချိန်အနည်းငယ်ရခဲ့သည်ဖုန်းဘက်ထရီမကုန်မီအထိအလုံးအဆင်ပြေသည် ကျမ၌မြေပုံမရှိခြင်းကြောင့်မြည်သည့်နေရာသို့သွားနေသည်ကိုမသိတော့လေမြို့ကြီးသူဖြစ်၍ကျမထိတ်လန့်မှုမရှိပေထိုးထွက်နေသောအီဖာမျောစဉ်ကိုလမ်းကြည့်ပြီးစိမ့်မြကန်တလျှောက်ဆက်လျှောက်ခဲ့သည် အထင်ကရမျောစင်နှင့်နီးကပ်လာသည့်အထိအဆင်ပြေခဲ့တော်လေနောက်ဆုံးတွင် မျောစင်မှာပတ်ဝန်းကျင်ရှိအဆောက်အုံများနောက်တွင်တနည်းနည်းဖြင့်ပြောက်ွယ်သွားသည်ဤမြကြီးမားသော မျောစင်ကမြင်ကွင်းမှကွယ်ပြောက်သွားနိုင်ခြင်းကိုကျွန်မအံ့ဩမိသည် နောက်ဆုံးတွင် အကူအညီလိုပြီးဟုသိလိုက်ရ၍လမ်းမေးမြန်းလိုက်မှတငယ်ချင်းကိုရှာတွေ့ခဲ့သည်ဘဝတတာကိုခတ်မှန်း၍မရပေဘဝတွင်အတားအဆီးများနှင့်စိန်ခေါ်မှုများကိုရင်ဆိုင်ရသည့်အခ ဖျားသခင်ထံအကူအညီနဲ့လမ်းညွှန်မှုကို တောင်းခံနိုင်သည်ကိုရော်ထံအကူအညီတောင်းခြင်းက ခရီးလမ်းတစ်လျှောက်တွင်လမ်းမပြတ်အောင်သွေးဆောင်ခံရပြီးလမ်းမလွဲအောင် အရှုံးမပေးအောင်မှာစသည် အထူးသဖြင့်ဘဝကခက်ခဲခြင်းသို့မဟုတ်ရှုပ်ထွေးနေခြင်းတွင်ဖျားသခင်ထံမှလမ်းပြညွှန်မှုကိုရယူနိုင်သည်တုတ်တန်ကျန်ခန်းကြီး၃ခန်းငယ်၅မှ၆တွင်ရှောလမုန်ကစာဖတ်သူများအားသာရဖျားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလော့ ကိုညံကိုအမိမပြုနှင့်သွားလေရရ၌ထာရဖျားကိုမျက်မှောက်ပြုလောတို့ပြုလျင်တင်းဤလန်ခီတို့ကိုပဲ့မင်တော်မူမည်ဟုအပိဓာသည်ဆုတောင်းခြင်းနှင့်တမချန်းစာကိုဖတ်ရှုခြင်းမှတစဉ်ဖျားသခင်ဤဉာဏ်ပညာကို ကျမတို့ရှာဖွေသည့်အခါကိုရောလမ်းညွှန်ပေးမည်ဖြစ်သည်ဖျားသခင်ကိုဆက်လက်ယုံကြည်ပြီးသူ၏ဥษาမှုနောက်သို့လိုက်ကြပါစို့ တခါတရင်ဘုရားသခင်နောက်လိုက်ရန်အဘဲကြောင့်ခက်ခဲသည်။ကိုတော်နှင့်တင်မီတို့ပုံမှုကောင်းမှုစွာချိတ်ဆက်တည်နေနိုင်မည်နီ။ချစ်ရပါတော့ဘုရားသခင်ကျွန်ုပ်ကိုဥဆောင်ရဲ့လမ်းပြပေးသည့်အတွက်ကျေးဇူးတင်ပါ၏။သခင်ယေရှုနာမကိုအမည်ပြုရဲဆုတောင်းပါ၏။ နေ့စဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။